ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လည်ကြွဆွန်လိုက်ပါရှင်။ကျမတို့ channel ကနေနေစဉ်ပြည်တွင်းဖြစ်ပါတဲ့များကြော်လိုက်တဲ့များနဲ့နောက်ဆုံးရတဲ့တွင်များကိုအချိန်နဲ့တပင်းရင်းစားတက်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်။ရကုပရမောဆောစားတက်တက်ဆက်ပေးမယ့်တွင်ကြောင့်ဒီကတော့လေးမျက်နှာတွေအေးအေးနဲ့စစ်တက်တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကနေတိုက်စုံမှုအများပြားကစစ်တပ်အလောင်းများကိုအင်ကပူတို့ပို့ဆောင်တကြိုနေတယ်ဆိုတဲ့တွင်လေးပဲဖြစ်ပါရှင်။ အေယာဝေတိုင်းလေးမျက်နှာမြုံနယ်တွင် EN စကောက်စစ်တပ်များချာမှတိုက်ပွဲပြင်းထန်နေပြီးအချမ်းဘက်စကောက်စစ်ဘက်ကနေထိခိုက်သိမ်းဆုံးမှုအများပြားကစစ်တပ်အနောက်များကိုအင်္ဂဘူတို့ပို့ဆောင်တူဂျိုနေကြောင်းစစ်ရေးတရင်မြင့်နဲ့ဒေတာပီတူများကရန်ကုန်ခေတ်တရင်ဌာနချက်လို့ပြောဆိုထားဖြစ်ပါတယ်။မက်စနာ၁၉ရက်နေ့မှစတင်ပြီးလေးမျက်နှာမြုံနယ် ဝကုံကျေရောအုပ်စုရှိဝကုံရွာလက်ကုံလေးရွာလက်ကုံကြီးရွာဆက်ဆက်ရွရွာချင်းလက်ရွာနဲ့စံကုန်းရွာတို့ရင်အကြံပဲစတဲ့နဲ့အေးတို့အတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါကျေရောများတွေထိတွေ့တိုက်ပွဲများယနေ့အချိန်ထိပြင်းထန်နေပြီးအကြံပဲစတဲ့ဖက်ကနေထိခိုက်သေးဆုံးသူများပြားကသေဆုံးသူများကိုအင်္ဂပူမြို့နယ်ကွင်းကောက်ဒေသပရိမိုးရွာလမ်းဘေးမှာရှိတဲ့အုတ်တွင်ကုံကျေရောမိတူကျိုဆက်တို့ပို့ဆောင်တကျိုးနေကြောင်းသိရှိရပါတယ်။ လက်ရှိချင်းတွင်ထိတွေ့တိုက်ပွဲများကြောင်းဝုကုံချင်းရအုပ်စုကနေဒေတာပြည်သူများအပေါင်းဝင်အနီးအနားကျွရများမှခြောက်နေချီတဲ့ပြည်သူများဘေးလွရထွက်ပြေးသိမ်းရှောင်နေရကြောင်းသိရှိရပါတယ်မစလာဆက်ခရီးရနေ့လောက်ကလေးကဆက်ပြီးတော့လေးမျက်နှာမြုပ်နေတယ်မှာတိုက်ပွဲကအတော်ပြင်းထန်နေတယ်လို့သိရပါတယ်။ဝုတ်ကုံကျွရအုပ်စုထဲမှာဖြစ်နေတာဒီကနေ့ထိလည်းတိုက်ပွဲကပြင်းထန်နေပါတယ်။လင်းရနဲ့ဘုံကျင်းနေတော့ဝုတ်ကုံအုပ်စုအတွင်းကရွာတွေကစစ်ပေးတိတ်ရှောင်နေရပါတယ်။ဟိုစီရီတရင်မြင့်ကပြောဆိုထားဖြစ်ပါတယ်။ ။အေအေကရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေရှိနေတယ်။အေရဝီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းအတွင်းတို့ထုတ်ဖောက်ဝင်ရောက်တိုက်ခတ်မှုများဆက်တိုက်လှုပ်ဆောင်နေရှိနေကြောင်းအေအေရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်တွင်ငွေကြေး66ဘီလီယံကျော်မူရစ်စေဝါများဖန်စီရရှိမှုအေအေနဲ့ပတ်သက်နေသည့်ဟိုစက်ကောင်စီရဲ့ထုတ်ပြန်ချက်နိုင်ငံရေးတိုက်ခါချထုတ်နဲ့တိုက်ခိုက်ရုံမှမှုအဖြစ်အေကပြန်လည်တုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့် ရန်ကုန်တွင်ငွေကြေး66ဘီလီယံကျော်မူရစင်းဝါများဖန်ဆင်းမှု AA နဲ့ပတ်သက်နေတဲ့ဟုစစ်ကောင်စီရထုတ်ပြန်ချက်မှာနိုင်ငံရေးတိုက်ခိုက်ကြနေတဲ့ထုနဲ့တိုက်ခတ်မှုများအဖြစ် AA ကတုံ့ပြန်ပြောဆိုလိုက်ကြောင်းသိရပါဗျ မတ်လ6ရက်နေ့ညနေ9:30မိနစ်အချိန်မှာရန်ကုန်တိုင်းတကုံမြို့တောင်ပိုင်း144ရပ်ကွက်စင်ဖြူရှင်လန်းအမှတ်946 940ကျွမ်းရှိကိုရော်ရီမွေးရည်စေဝါများဖက်စီရရှိခဲ့ကြောင်းအဆိုအမွေးရည်စေဝါများကိုအာရကတကျော်၏ရဲ့စီပေါ်ရေးတာဝန်ခံရန်ဝင်ခေါ်တဲ့ကျော်ဆိုးလေးနဲ့ဇနီးဖြစ်တယ်ရွှေကောင်းပါဆက်လီပိုင်ရှင်မတ်တီတာမြင့်တို့ကစီမံခန့်ခွဲပြီးမလေးရှားနိုင်ငံသို့ပို့ဆောင်ရပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါမိုးရစ်စင်ဝါများမှာငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့ Meta Fan 3တန်ကျော်ကက်တမင်200ကီလိုနဲ့အတူမိုးရစ်ဂုံကူးအဖွဲကို ရန်ကုန်မြို့တွင်ဖန်ဆီးရရှိခဲ့ကြောင်းစကောင်းစရာထုတ်ပြန်ထားဖြစ်ပါတယ်။မိုးရစ်စင်ဝါဖန်ဆီးမှုဖြစ်စဉ်တွင်တန်တွင်ဝေယံအောင်ခေါ်တဲ့အသားကြီး တန့်ကောင်းဆက်ခေါ်တဲ့ပေါင်းချင်းရဲရင်နိုင်လောက်တန်းဥလခေါ်တဲ့ရာကိုဆိုတဲ့လူငါဥကိုမော်တော်ယာဉ်သုံးစီးနဲ့အတူဖန်ဆင်းရမိခဲ့ကြောင်းမွေးရစီမများကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပန်ဆန်မြတွေနေထိုင်ခဲ့တဲ့တေမောင်ဝင်းရဲ့ကိုကဲမုန်နဲ့တန်လွင်ဆိုတဲ့သူကအသက်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့ကနေတစိပြန်လဲရောင်းချနေတဲ့ဟိတ်ဆွီတူခေါ်တဲ့ဆွဆောအောင်အောင်ကိုကိုလို့ခေါ်တဲ့ချင်းလင်းပြင်းနဲ့တင်လာလို့ခေါ်တဲ့စတိတ်တို့ကလည်းဖန်ဆီးထားကြောင်းစကောင်းစရာထုတ်ပြချဖြစ်ပါရယ်ချုပ်ပြီး ကြော်ကြော်သိန်းတို့ခေါ်တဲ့ကြော်ကြော်နဲ့အတေးလေးရွှေကောင်းသားဆက်လေးနဲ့မလေးရှားပင်နဲ့ပြင်ကိုတာဝခံဥဆောင်သူမင်းမင်းစုကိုလွိုင်းလေးမြို့နယ်တွေဖန်ဆင်းရမိခဲ့ကြောင်းဆက်ဆက်သူမျိုးမင်းစုကျော်ဝေချွန်သိန်းချွန်ရန်ရှင်အောင်နဲ့စောစောအောင်တို့ကိုလည်းစိတ်ကြီးခနောင်းတို့ရင်း ရွှေကောင်းပါဆက်လေးနဲ့အတူဖန်စီရရှိခဲ့ကြအောင်အာရခတတော် AC ပေါ်ရဲ့တာဝခန်ရဲဝင်းကျော်စိုးနေတဲ့ဇနီးမတ်တီတာမြင့်တို့ကတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်တို့တွင်ကိုပိုင်ကိတ်များရှိခဲ့ပြီးခီးတဲ့တဲ့မန်လုံးရင်16စီပိုင်ဆိုင်ကြောင့်စကောင်းဆဲထုတ်ဆိုထားဖြစ်ပါတယ်။ အေအေရဲ့ထုတ်ပြန်ချက်ကတော့စေအရာရှုံးနေတဲ့စကားစီဟာအေအေကိုနိုင်ငံရေးတိုက်ခါချက်ထိုးနဲ့ပတ်ခတ်နေကြောင်းမွေရစွာဖန်စီရမှုတွေအေအေရဲ့အမိနာမကိုချက်တွင်ထားရတဲ့မကတရင်ပါကိစ္စရများကိုအတင်းဆက်ဆက်ပတ်သက်နေတဲ့ဟုဆွဆွနေကြောင်းမွေရစွာတရင်နဲ့အေအေအကြမ်းမှာမိတို့မှဆက်ဆက်မှုမရှိတဲ့ကိုအတင်းနဲ့ပြတ်သားစွာပြောကြားလို့ကြောင်းထုတ်ပြန်ထားဖြစ်ပါရယ်မွေရစွာဒုစရမှုများခစ်တဲ့အွန်လိုင်းနှောစာကြားဖြင့်ကိစ္စများမှာအကြမ်းဖက်စစ်အုပ်စု ဖက်စစ်စစ်ကောင်စီရဲ့ထိ ंछ ုပ်ထားတဲ့နေရာများနေပြည်တော်ရန်ကုန်မန္တလေးစစ်ကောင်စီမှခေတ်ဆက်ဆက်ဆက်သက် ဆက်သက်မွေးထားတဲ့ပြည်သူစင်များကြီးစိုးအုပ်ချုပ်ရနေမြင်များနဲ့အကြက်ပြက်အဂတိလိုက်စာလက်ပေလက်ယူစစ်ဘူချုပ်ကြီးများပိုင်ဆိုင်တဲ့နေရာများတွေတောင်အဓိကတွေ့ရလိရှိကြောင်းလောင်းဝစာမွေးရစင်ဝါကိစ္စရများအားလုံးတွင်ချစာလက်စာစစ်ကောင်းစစ်ဘူချုပ်များပအဝင်ပတ်သက်နေမှုများရှိပြီး၎င်းတို့ရဲ့လက်ချက်သားဖြစ်ကြောင်းငင်းမြတဲ့တက်တဲ့အထောက်အထားများမှတက်တဲ့ခံရတဲ့အရှင်းကြောင်းအေးရတော့တုံ့ပြန်ထားကြောင်းသိရှိရပါသည် စကောင်းစီက၎င်းတို့အစီအရေးအရာအရင်းနှိမ့်နေတဲ့အချိန်များတွင်နိုင်ငံရေးအောက်လုံးထုတ်နှက်ချက်တိခါချမှုများကိုအချိန်ကပ်ပြုလုပ်လေရှိတယ်မှာစစ်တပ်ရဲ့လုံနေချအကျဉ်းနဲ့လှုပ်လေလှုပ်ထားရှိတဲ့နိုင်ငံရေးရုံမှမှုပင်ဖြစ်ကြောင်းအေအေအနေဖြင့်မွေးရစင်ဝါနဲ့အမိတို့မြဆက်ဆက်မှုမရှိကြောင်းအေအေကတော့ထုတ်ပြန်ညှင်းဆိုထားကြောင်းသိရှိရပါတယ်ဆက်လိုက်ပြီးတော့ခြားနိုင်ငံ ကန်ချနဘူရီတွင်မလေးရှားတို့တွားရောက်လလုံကြမယ်မြန်မာလူငယ်၁၉ဦးကိုတရားမဝင်ရောက်မှုဖြင့်ထိုင်းအနာဗမာကဖမ်းဆီးထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ထိုင်းနိုင်ငံကန်ချနဘူရီခရီးတွင်မလေးရှားတို့တွားရောက်ပြီးတော့အလလုံကြမယ်မြန်မာလူငယ်၁၉ဦးကိုတရားမဝင်ရောက်မှုဖြင့်ထိုင်းအနာဗမာကဖမ်းဆီးလိုက်ကြောင်းထိုင်းတရင်ဌာနများတွင်ဖော်ပြထားဖြစ်ပါရယ်။ ပြီးခဲ့တဲ့မတ်လ16ရက်နေ့ထိုင်းနိုင်ငံနဲ့တစိမလေးရှားနိုင်ငံတို့တွားရောက်ရန်ထိုင်းနိုင်ငံအတွင်းတို့တရားမဝင်ရောက်လာခဲ့တဲ့မြန်မာလူငယ်19ဦးကိုဖမ်းဆီးရရှိခဲ့ရကြောင်းတရားမဝင်ရောက်လာတဲ့မြန်မာလူငယ်များကရေချောင်းလကနေတစိဝင်ရောက်စူးစမ်းခဲ့ကြကြောင်းသိရှိရပါတယ်။ဌာနပညာက အနေရောင်း တာပေါ်နဲ့အစားပြေဖုံအုပ်ထားတဲ့တန်တဲ့ဖြစ်ပွဲလေးဒီစင်ကိုတွေ့ရှိရတဲ့ပြင်ရက်တန့်ခိုင်ခဲ့ကြောင်းတွင်ရတွင်ထွက်ပြေးခဲ့တဲ့ပြင်လက်လက်ဖန်စီရှာဖွေရတွင်လေးပေါ်ရင်းမြန်မာလူငယ်၁၉ဦးကိုတရားမွေးခေါ်ဆောင်လာဒီကိုတွေ့ရှိရကြောင်းလေးမောင်တမားထိုင်းနိုင်ငံသားနှုတ်အတူမြန်မာလူငယ်၁၉ဦးကိုဖန်စီရရှိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါမြန်မာလူငယ် 19ဦးဟာတဦးတည်းထိုင်းဘတ်ငွေ15,000နဲ့25,000တိပေးဆောင်ရမည်ဖြစ်ပြီးမလေးရှားနိုင်ငံတွင်တွားရောက်အလွတ်လုံရန်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့အိမ်စိမ်မြို့နယ် MN နဲ့မုခင်ရဲတပ်ဖွဲ့ CND ရုပ်ကိုဖောက်ခွဲတိုက်ခတ်မှုစကောက်စစ်တပ်ဖွဲ့ဝင်တချို့တိခိုက်တဲ့ရှိခဲ့တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရန်ကုန်တိုင်းအိတ်စိမြို့နယ်အောင်မင်္ဂလာတို့လမ်းမဘေးမှာရှိတဲ့ MN မုခင်ရဲတပ်ဖွဲ့ခွဲ မုခေရတပ်ပွဲ CID ရုံကိုအဝေးထိမှအကြီးစားနဲ့ဖောက်ခွဲတက်ခဲ့ကြရတွင်ကေကမာတချို့တိခိုက်တရရှိခဲ့ကြောင်း Rango um Arvan Corner of Myanmar တောင်းရရှိတူကရန်ကုန်ခေတ္တတင်ဌာနထံသို့ပြောဆိုထားဖြစ်ပါတယ်။ရှမန်နီမတ်စလ19ရက်နေ့ညအရှင်နိုင်အချိန်မှာ CID ရုံကိုအဝေးထိမှဖြစ်ဖောက်ခွဲတက်ခဲ့ခြင်းဖြစ်ပြီးတိုက်ခိုက်မှုကြောင့်ပြင်ထန်တရရှိတူကိုဆေးရုံသို့ခေါ်ဆောင်တွားခဲ့ကြောင်းသိရှိရပါတယ်။အေဇေမြို့နယ်မှာ data ပြတူတူကမော ယမန်နေ့ည7:30မိနစ်ဝန်းကျင်အောင်မင်္ဂလာတို့လမ်းမကြီးတွင်ရဲနဲ့စစ်တပ်များကပိတ်ဆို့စစ်ဆေးမှုများလှုပ်ဆောင်ခဲ့တဲ့ကိုမြင်တွေ့ရကြောင်းရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါတယ်ပေါက်ကွဲမှုဖြစ်တာလားဘာလားတော့မသိရပါဘူးမနေ့ညရှင်းနိုင်ခွဲလောက်မှာ CND ရုံရှင်နဲ့ယုံဒီတစ်ဖက်ချမ်းမှာစစ်ကားရဲကားတွေ AC ကားတွေတက္ကစီတွေကိုအကုန်စစ်နေတယ်ည9နိုင်ခွဲလောက်အထိစစ်ဆေးသွားပါတယ်ဟိုဒေတာဗီဒီယိုကရန်ကုန်ခေတ္တသတင်းဌာနတက်တို့ရှင်းနေပြောဆိုထားဖြစ်ပါတယ် ရန်ကုန်တွင်နေထိုင်သူပြည်သူများအနေဖြင့်မြေပြင်သတင်းပေးအင်အားကောင်းစီရင်အတွက်အာဘန်ရန်ကုန်အာဘန်ခေါ်လျာရဲ့ Telegram ကိုဆက်သွယ်ပြီးတော့မြေပြင်သတင်းအချက်အလက်များပေးပို့ရန်ရန်ကုန်အာဘန်ခေါ်လျာအဖွဲ့ကမြေတားရခန့်ထားကြောင်းလည်းအကြောင်းရတဲ့ဆက်ပင်မို့ကျွန်မရဲ့ကထာနာကိုပြောပါရှင်။အပင်နာဆင်အတွက်အထူးပဲကျေးဇူးတင်ရှိပါရှင်။